ယူနိုက်တက်တို့ဆောင်းစင်းစင်းခေါ်ယူနိုင်ခဲ့တဲ့အန်ဆိုကာနာဘာရက်ဆိုတာဘယ်သူလဲပရင်းသမားလုံးမဲမိလာမြောင်ရန်တီဗဲအင်ဖော်မေးရှင်းကနေပြန်လည်ကြိုးလိုက်ပါရင်မန်ချက်စတာနဲ့တင်အားလီဂူဝမ်ကလပ်လေဟာဘရီအသင်းကနေလူငယ်တိုင်းစင်မှုအန်ဆိုကာနာဘာရက်ကိုခေါ်ယူဖို့သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်ပါရင် အစာကောင်းမှအနောင်သိကြဆိုလို့အောက်ခံရေတောင်းမြေကောင်းမှတပင်းတပင်းကောင်းကောင်းရှင်တန်းနိုင်နေဆိုတာ United အသင်းကောင်းကောင်းကြီးသဘောပေါက်သွားဖို့ပေါ်ပါရင်ဒါကြောင့်လေလူငယ်အကယ်ဒမီကိုတင်ချလေးစနစ်တကျပြန်လည်တည်ဆောက်သွားမှာဖြစ်ပြီးတော့အခုလိုလူငယ်အသင်းတွေအတွက်အလားအလာရှိတဲ့ကစားမအစ်တွေကိုခေါ်ပြီးတော့အစိုးရလူငယ်ကစားမတွေကိုအသင်းကြီးစီခေါ်သွင်း Premier League ရဲ့ PSR စီးမင်းတွေကိုရှောင်လွှဲနိုင်မှာဖြစ်ပါရင်အခုတော့ပြည်သင်းမီဒီယာတွေကလည်း United အသင်းဟာအသက်16နှစ်အရွယ်လေဟာဘရီအသင်းကစားသမားကာနာဘာရက်နဲ့သဘောတူညီမှုရရှိသွားပြီဆိုတဲ့အကြောင်းကိုအကျယ်လွှင့်ဖော်ပြလာကြပါရင်ကာနာဘာရက်ဟာပြည်သင်းကလပ်အတွက်စီနီယာ အသင်းကြီးပွဲစဉ်မကစားရသေးပေမယ့်အသင်းကြီးလူစင်မှာတော့ရွေးချယ်ခံနေရပါတယ်။နော်မနီအသင်းဘက်ကကာလာဘာရက်ကိုလွန်ခဲ့တဲ့ရက်တွေအတွင်းစာချုပ်တရံတိုးဖို့ကမ်းလှမ်းခဲ့ပေမယ့်ကာလာဘာရက်ကအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ထားပါပြီ။သူအမေချစ်တောင်နိုင်တဲ့အသင်းနဲ့စကားပြောနေပါတယ်။ဒီအကြောင်းကိုကျွန်တော်တို့ဖော်ပြထားပါတယ်။ယူနိုက်တက်အသင်းကတော့ကာလာဘာရက်ကိုခေါ်ယူဖို့ကစားသမားနဲ့ရောမိသားစုနဲ့ပါသဘောတူညီသွားခဲ့ပါပြီလို့ပြင်းတဲ့သတင်းစာလေကီကဖော်ပြထားပါတယ်။ ကာနာဘားရက်ကဘယ်လိုလဲကင်မရွန်မျိုးနယ်ကစဉ်းစားလာတဲ့ကာနာဘားရက်ဟာပဲရီမှာမွေးဖွားခဲ့တယ်လို့ပြင်သစ်မှတ်ပုံတွေကန်ဆောင်ထားပါတယ်အဖေဖြစ်တဲ့အန်ဒရီဟာ1990ခုနှစ်အစောပိုင်းကာလတွေမှာလဲဟာဘရီအသင်းနဲ့ကစားပေးခဲ့ပါတယ်ကင်မရွန်လည်းအစဉ်အသွင်းတက်ကိုတော့ပွဲ80အထိကစားပေးထားပါတယ်ကာနာဘားရက်ရဲ့အကောဂျင်းရမဲကာနာဘားရက်ဟာလည်းကစားမဘွားကိုလဲဟာရီအသင်းနဲ့အတူစတင်ခဲ့တာပါနောက်ပြီးရန်နဲ့တူလူး့စ် မတ်အသင်းတွေမှာကျင်းပခဲ့သလိုတူတကီကိုလည်း9နှစ်ကြာထွက်ကစားခဲ့ပါတယ်။အသက်16နှစ်အရွယ်ကာနာဘာရက်ကတော့ပြည်သင်းယူ16အသင်းအတွက်တောင်ပါဝင်ကစားထားပြီလို့ Transfer Market ကဆိုပါတယ်။ယူနိုက်တက်အသင်းကကာနာဘာရက်ကိုခေါ်ဖို့အတွက်မိုနာကိုနဲ့မာဆေးအသင်းတို့ကိုကြော်ဖြတ်ခဲ့ရတာပါ။ဒီအသင်းမှာကာနာဘာရက်ဘယ်လိုကစားပေးနေလဲ နေပြည်တော်ဖြစ်တဲ့ DDR D ကဟာ2024-25ရာသီအတွက်ကာနာဘာရက်ကိုအသင်းကြီးလိုဆင်းမှာနှစ်ကြိမ်တိုင်တိုင်ထည့်သွင်းခဲ့ပေမဲ့ပွဲကစားခွင့်မနစ်တော့မပေးသေးပါဘူး။ဖေဖော်ဝါရီလအတွင်းမှာနိုင်ယူခဲ့တဲ့ပွဲအဆင့်နဲ့ဒီဇင်ဘာလအတွင်းမှာ State Pre-Ocean အသင်းကိုအရင်နေ့ခဲ့တဲ့ပွဲအဆင့်တွေမှာအဆိုပါလူငယ်လေးဟာအရင်ကစားသမားအဖြစ်ပါဝင်ခဲ့ရပါတယ်။2025ခုနှစ်စောပိုင်းကနေသူဟာလင်ဟာဘရီ USGO အသင်းအတွက်ပုံမှန်ပွဲထွက်ကစားပေးနေပါတယ်။ နောက်ဆုံးလီပွဲအဆင့်ရှင်ပွဲမှာလည်းမိနစ်90ပြည့်ပေါဝင်ကစားပေးထားသလိုဂိုးရီကိုလည်းအမျိုးရီလိုသဘောထားနေပါရင်တပတ်မှာလည်း United အသင်းအားဂရာရာဆေးအသင်းစီအငှားထွက်ကစားနေတဲ့ဗီဒါအိုစီမန်ကိုခေါ်ယူဖို့ပုဂ္ဂိုလ်ရေးရာသဘောတူညီသွားခဲ့ပြီလို့သိရပါရင်အမေရိကန်ဥဆောင်နေတဲ့တည်ရင်းမှုတဲ့မင်းစာလေးဟာအိုစီမန်ရဲ့လာစာပေးချေအပိုင်းတွေကိုသဘောတူသွားပြီလို့အီတလီသတင်းဌာနတူတိုစပေါ့ကနေပြီးတော့ဖော်ပြသွားခဲ့ပါရင်နိုင်ဂျီးရီးယားတိုက်စစ်မှုဟာဂျပန်အသင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရပေမဲ့လည်းမျက်စိစုံမှိတ်ပြီးတော့အုတ်ထွက်ဖို့ကိုရွေးချယ်ခဲ့တာပါ လက်ရှိကမ္ဘာအကောင်းဆုံးတိုက်စင်ပွဲတွေကအိုစင်မန်တယောက်ဟာအပါဝင်ဖြစ်ပါတယ်။ဒီရာသီမှာလည်းဒူဒဂီလီမှာ25ပွဲကစားပြီးတော့26ဂိုးထိတောင်သွင်းယူထားခဲ့တာပါ။ဒါအပြင်စီးရီးမှာတော့ကလည်း65ဂိုးထိသွင်းယူထားနိုင်ခဲ့တာကြောင့်သူဟာဂျူမင်းနဲ့ယူနိုက်တက်တို့ရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။ စပယ်လေးလွယ်လွယ်မပွင့်တဲ့လို United ဟာလည်း OC Man ကိုခေါ်ယူခြင်းပြောင်းရွှေ့ခြင်းများဆဆပေးချေသွားမှာဖြစ်ပါရင်အသားဖြူတဲ့အလကားလို Wildland လို့လို့ဘောချောင်းကတိုက်စစ်မှုတွေတော့ပေါင်တန်း80ကျော်ပေးပြီးခေါ်ထားတဲ့ United တို့ဟာနိုင်ဂျီးရီးယားလည်းရင်းစင်အတွက်လည်း Euro 85ကျန်းအောင်အသုံးပြုသွားမှာဖြစ်ပါရင် OC Man ဟာတင်းနေကနဝင် Rio Finance ကနေလည်း recommend ကောင်းကောင်းရရှိထားသူဖြစ်ပါရင်ဟုတ်ကဲ့ပါခင်ဗျာဖြူလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ